အရှင်ဖုရားခရစ်တွေကဗုဒ္ဓကိုသူ့ပြိုင်ပြီးစော်ကားနေပါတယ်ဖုရားအရှင်ဖုရားခရစ်တွေကဗုဒ္ဓကိုသူ့ပြိုင်ပြီးစော်ကားနေပါတယ်ဖုရားတပည့်တော်တို့စိတ်မထိန်နိုင်တဲ့ဒီနေ့ဘာသာရေးအခင်းဖြစ်ပွားနိုင်ပါတယ်ဖုရားတော်တော်ကိုခံပြင်းနေပြီဖုရားအရှင်ဖုရားဥခိုက်ပါတယ်ဖုရားတဲ့ ဒေါသဥစည်းဒီတုတ်ပြန်တာကိုတော့ဥစဉ်အာမပေးဘူးနော်မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲဓမ္မပဒပါဠိတော်မှာနာဟိဝေရေနဝေရာဏိတာမန္တိဒကုဒါသနံအဝေရေနသတာမန္တိဧတဓမ္မောတဏ္ဏတနောလို့ဟောကြားထားပါတယ်အတိပ္ပယ်ကတော့လောကမှာယံတုတ်မှုသဖြင့်ယံဒီမပြင်းငိမ့်နိုင်ဘူးယံကိုယံချင်းမတုံနှင်းပဲနေမှသာလျင်ယံဒီပြင်းငိမ့်နိုင်၏ ဤတွေကလောကဓမ္မတာအစဉ်လာပြင်ဖြစ်ပေသည်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒေါသဥစည်းပြီးတော့ရန်ကိုရန်ချင်းမတုံနှင်းပါနဲ့။ဒေါသဥစည်းပြီးတော့ရန်ကိုရန်ချင်းတုံနှင်းလိုက်မယ်ဆိုရင်သူ့အမားကကိုယ်အမားဖြစ်သွားပါလိမ့်မယ်။ဒါဆိုရင်သူတို့စော်ကားလာသမျှကိုတပည့်တော်တို့ကခေါင်းငုံပြီးငြိမ်နေရမှာလားလို့မေးစရာအကြောင်းရှိပါတယ်။မဟုတ်ပါဘူးနော်။ဥစဉ်တို့မြတ်စွာဘုရားကဒီကနေ့ကမြမစာလတုံးမှာ จิตသားတို့ဖျားကိုဖြစ်စေတရားကိုဖြစ်စေတန်ခါကိုဖြစ်စေမဟုတ်မှန်မှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုရင်ဤအကြောင်းကြောင့်လည်းမဟုတ်ဤအကြောင်းကြောင့်လည်းမှန်မှန်ဤအပြစ်တွေငါတို့၌မရှိဟုဓမ္မနဲ့အညီ ပြန်လည်ခြေပပြောဆိုရမယ်လို့ဟောကြားထားပါတယ်ဒါကြောင့်တစ်ဖက်ကလူကမိမိကိုယ်ပဲအားထားရဖြစ်တဲ့ဖျားတရားတန်ခါယရနာသုံးပါးကိုမဟုတ်မှန်မှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုရင်ဤအကြောင်းကြောင့်လည်းမဟုတ်ဤအကြောင်းကြောင့်လည်းမှန်မှန် ီအပြစ်ဒီငါတို့နိုင်မရှိကြောင်းဓမ္မနဲ့အညီပြန်လဲခြေပပြောဆိုရမယ်အဲ့ဒီလိုဓမ္မနဲ့အညီပြန်လဲခြေပပြောဆိုတာဟာဒေါသနဲ့တုတ်ပြန်တာထက်ပူပြီးနာပါတယ်နော်ဒါကြောင့်ဒေါသနဲ့မတုတ်ပြန်ဘဲနဲ့ဓမ္မနဲ့အညီသာတုတ်ပြန်ပါလို့ပြောချင်ပါတယ်နော်ဒီဗီဒီယိုဖိုင်ကိုတရုတ်ကလုတ်တာလို့ပြောပါတယ်ဘယ်လိုလူမျိုးကပဲလုတ်လို့မလုတ်ပါနဲ့လို့သွားတားလို့ရမှာမဟုတ်ပါဘူးနော်သူတို့ကြိုက်ရင်လုတ်ကြမှာပါပဲအဲ့ဒီတော့ ြောလို့ရတဲ့လူကိုပဲပြောပါမယ်အကုသို့ဆိုတာဟာ ကိုတိုင်ကျူးလွန်မှမဟုတ်ပါဘူးသူတစ်ပါးကျူးလွန်တာကိုလည်းအားပေးအမြောက်လုပ်မယ်ဆိုရင်အဲ့ဒီအကုသို့ကိုကျူးလွန်တဲ့သူနဲ့အကုသို့အကျိုးကို အတူတူရမှာဖြစ်ပါတယ်ဒါကြောင့်ဖရာတရားတန်ခါယရနာ၃ပါးကိုထိခိုက်စေတဲ့ကိုတွေတွေ့ပြီဆိုရင်လိုက်ပေးတာတို့ရှဲတာတို့မလုပ်ကြပါနဲ့လိုက်ပေးတာတို့ရှဲတာတို့လုပ်မယ်ဆိုရင် အဲ့ဒီလူကိုအာဘေးအမြောက်လုတ်တာပဲဖြစ်ပါတယ်အာဘေးအမြောက်လုံမိပြီဆိုရင် ကိုလည်းသူနဲ့အတူတူအကုသို့ရဲ့အကျိုးကိုထပ်ထူခံစားရမှာဖြစ်ပါတယ်နော်မိလျှောက်လိုပါသည်အရှင်ဖရာရှင်သာမဏေများသည်တမဝါစာဖတ်လို့ရလားဖရာဖြေချလိုပါသည်ဖရာတဲ့တန်ခါကံကိစ္စတွေဆောင်ရွက်တဲ့နေရာမှာရွတ်ဖတ်တဲ့တမဝါစာရဲ့ရှိစရာတော်ကြီးတွေကအန္တရာယ်ကင်းဖို့ဆိုပြီးရေးသားစီရင်ခဲ့တဲ့ အန္တရာယ်ကင်းကမ္မဝါစာတနည်းဘုဂမ္မဝါစာရဲ့ဆိုပြီးနှစ်ပိုင်းခွဲရပါမယ်။တန်ခါကံကိစ္စတွေဆောင်ရွက်တဲ့နေရာမှာရွတ်ဖတ်တဲ့ကမ္မဝါစာကိုတော့ယဟန်တွေပဲရွတ်ဖတ်လို့ရပါတယ်။တာမဏိတွေရွတ်ဖတ်လို့မရပါဘူး။လူတွေရွတ်ဖတ်လို့မရပါဘူး။ရှေးဆရာတော်ကြီးတွေရေးသားစီရင်ခဲ့တဲ့အန္တရာယ်ကင်းကမ္မဝါစာတနည်းဘုဂမ္မဝါစာတို့ကိုတော့တာမဏိတွေလည်းရွတ်ဖတ်လို့ရပါတယ်။လူတွေလည်းရွတ်ဖတ်လို့ရပါတယ်။နော်။ဒီမေခွန်းရဲ့လူရင်းအချင်းချုပ်ကဝရိတ္တသီလနဲ့ ဝေယဝိသကုသူတူပါသလားလို့မေးတာဖြစ်ပါတယ်မတူပါဘူးဝရိတသီလဆိုတာတမာဒါနဝိတ္တိစေတသိအယရှောင်ကျင်ရမိအရာဖြစ်တာကြောင့်၅ပါးသီလ၈ပါးသီလတို့ကိုဆိုလိုခြင်းဖြစ်ပါတယ်ဝေယဝိသကုသူဆိုတာကကာယကံကို၌ဆောင်ရွက်ရတဲ့အရာဖြစ်တာကြောင့်ကာယဒါနဖြစ်ပါတယ်ဝရိတသီလကုသူနဲ့ဝေယဝိသဒါနကုသူအဲ့ဒီလို မတူကွဲပြားပါတယ်